အလုံးတော်ခုနှစ်တာသမီသူတော်ကောင်းပေါင်းတို့မင်္ဂလာပါခင်ဗျာမောချုပ်ပြစ်ခန်းလက်ကာဆိုတဲ့ဇတ်တရားစဉ်တစ်ခုပေါ့နော်ဘေရင်လော်ကီပညာမှာကျွန်တော်တို့ခံဘူးဇာတာတွေဖွဲ့ပေးကြတယ်အကြောင်းအရာတွေရှိတယ်အဲ့ဒါကမြတ်စွာဘုရားရှင်လက်ထက်တုန်းကပေါ့နော်ကိုရင်လေးတပါးကိုအသက်ချမ်းသာခွင့်ရအောင်ဆိုပြီးတော့ယတရားပေးခဲ့တော့ အကြောင်းအရာကနေပြီးတော့ဖြစ်ပေါ်လာခဲ့တဲ့ဇာတာဖြစ်တယ်အဲ့ဒါကိုမိုးချိုးပြစ်ခန္ဓာကဆိုပြီးတော့စာဆိုပေါ်ခဲ့ဘူးတယ်အဲ့ဒါကိုဆရာအခုပြောပြမှဖြစ်ပါတယ်အဲ့တော့ပြောပြမဲ့ကိစ္စတွေထမ်းမှာနည်းနည်းတော့အကြောင်းအရာတွေကရှည်တယ်ဗီဒီယိုဒီတဖိုင်ထဲနဲ့ TikTok ထဲမှာမပြေစုံနိုင်ဘူးနောက်တဖိုင်ကိုဆက်လက်ပြီးပြောပြမှဖြစ်ပါတယ်ဒီအကြောင်းအရာကိုပြည့်ပြည့်စုံစုံပြောပြဖို့အတွက် အနည်းဆုံး3ဖိုင်4ဖိုင်လောက်ကြောက်ပြရလောက်တယ်ဆက်ဆက်ပြီးကြီးသွားပါလို့ဆရာမှာကြားခြင်းပါတယ်အဲ့တော့အကြောင်းရင်းကရှေခိမကာဝါလမိုင်းဆိုတဲ့ပုံနာပဲเนาะဘေဒင်ဆရာပေါ့เนาะသူကတပားရှိတယ်ဘေဒင်ဆရာတပားရှိတယ်အဲ့ဒီပုံနာဘေဒင်ဆရာနာမည်ကကာဝါလမိုင်းလို့ခေါ်တယ်အဲ့ဒီကာဝါလမိုင်းဆရာကသူကအိမ်မက်တွေနမိတ်တွေဖတ်ပြတာဖြစ်တယ်သူရတဲ့အိမ်မက်တွေဒီ အဟုတ် အမှန်အပြစ်မှဖြစ်ဖြစ်လာတယ်အဲ့တော့ तू ကတနေ့အိမ်မက်တစ်ခုရသွားတယ်ဘလို့ရလဲဆိုတော့ဒီကနေ့မိုးလင်းတာနဲ့ तू ဒီမြေသူကိုတွေးတွေးတွေးတဲ့လူကိုစပြီးတော့ပြောရတော့မှာနော်အေကံမုတ်ရှဒီကနေ့မှစပြီးခုနှစ်ရမြောက်တဲ့နေ့မွန်းတဲ့၁၂နာရီမှာမိုးချိုးပြစ်ပြီးအသက် တေဆုံးရမည်ဆိုတော့ဟောကင်းကိုဟောရတော့မှအဲ့ဒါကိုသူကအိမ်မက်ရတာကာဝလမိုင်းဗေရင်ဆရာကရတဲ့အခါကျတော့ဖြစ်ရှင်တော့အဲ့ဒီအိမ်မက်ကရပီပီချင်းသူစောစောစီစီတွေးလိုက်တဲ့လူကဖြစ်ပုံကကြည်အောင်ကိုရင်လေးတစ်ပတ်ဆုံးခန့်ကြွားတာနဲ့တွေ့သွားတာအဲ့ဒီကိုရင်လေးတစ်ပတ်တွေ့သွားတဲ့အခါကျတော့သူမရဘူးပြားထားတဲ့အိမ်မက်ကဖြစ်ကိုပြောရဖြစ်ကိုဖြစ်တယ်ပြောကိုပြောရတော့မဖြစ်နေတဲ့အခါကျတော့ကိုရင်လေးကိုကိုရင်လေးက မေးတာလည်းမဟုတ်ပဲနဲ့ဒီလိုပြောရတဲ့သူ့နမိတ်အရာသူပြောလိုက်တဲ့ပေါ်တော့ကိုရင်လေးဒီကနေ့ကစပြီးတော့9ရက်မြောက်တဲ့နေ့မွန်တီ12နှစ်အချိန်မှာမိုးကြွပစ်ပြီးတော့အသက်သေဆုံးရလိမ့်မယ်ဆိုပြီးတော့ကိုရင်လေးကို ဟောလိုက်တာအဲ့ဒီဟောလိုက်တာနေပြီးတော့မှကိုရင်လေးကအဲ့ဒီနေ့ကစပြီးတော့နောက်ရက်တရက်တရက်နီးလာလေးစိတ်မချမ်းမသာဖြစ်လာလေးကိုရင်လေးကဒီတည်င်းကလည်းကိုရင်လေးကတိနေတယ်ကာဝလမိုင်းဟောတိုင်းမန်နေဆိုတာတိနေတယ် တိနေတဲ့အခါကျတော့ကိုရင်လေးကစိတ်မချမ်းမသာနဲ့ဖြစ်လာတဲ့နောက်ွယ်မှာကိုရင်လေးကဆွမကြွတော့ဘူးနောက်ပိုင်းဆွမ်းခတ်မကြွတော့ဘူးဆွမ်းမဖုံးတော့ဘူးတွေဖြစ်လာတယ်ဖြစ်လာရင်ဖြစ်လာရင်လည်းရက်ကလည်းနီးလာရောအဲ့တော့နောက်တစ်ဖက်မှာဆက်ကြည့်ပါ